အလုံးမင်္ဂလာပါရှင်ကျမကတော့တန်ရှင်ဝန်ဆောင်မှုလုပ်ငန်းရဲ့ HR တူပဲဖြစ်ပါရဲ့ရှင်ကျွန်တော်ကတန်ရှင်ကုမ္ပဏီတိုင်းရဲ့တန်ရှင်ဝန်ထမ်းကြားမ50ဦးစတင်ပြီးခေါ်ယူနေပါပြီရှင်ကျွန်တော်ဒီမှာဆိုရင်အလုံးကအမင်းများကြရဲပေါ့နော်ကုမ္ပဏီမှာတန်ရှင်လာလုပ်ဖို့အတွက်ဆိုရင်ဘယ်လိုမျိုးကြီးလုပ်ရရလဲဆိုတော့ကျွန်တော်ကဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းဆိုတော့ customer ခေါ်ရဲစိတ်ယုံနေအိမ်နေရုံးနေကြောင်းနေကိုလိုက်ပြီးဝန်ဆောင်မှုပေးရပါ professional ကုမ္ပဏီဖြစ် စ်တာနဲ့အညီကစမခွဲနေရကိုစက်ပစ္စည်းတွေကမီကယ်တွေအပြုအပီဆိုရင်အသုံးပြုရမယ့်ပစ္စည်းကရိယာတွေကိုယူပါပြီးတော့ professional ဆန်ဆန်ဝန်ဆောင်မှုလိုက်ပေးကြပါရှင်။ရေချင်းနေတဲ့ကတော့ညီမတို့ကလုံးဝလုံးဝမကန့်သက်ထားတာဖြစ်တဲ့အတွက်အသိပညာလုံးဝမရှိပါဘူးဆိုရယ်ညီကမွန်တို့မလည်းလာရှောက်လို့ရပါတယ်။ပြီးတော့လုပ်ငန်းအတွက်ကြောင့်လည်းလုံးဝမလိုပါဘူးရှင်။တချို့ကမိကြရပါတော့ညီမတို့ကတော့ဒီပစ္စည်းလဲကြမ်းတိုက် တောင်းမရချင်ဘူးလို့ပြောကြရဲဆိုရင်လည်းရပါရဲ့လာလျှောက်လို့ရပါရဲ့ရှင်ညီမတို့ training ဆင်းပေးပါတယ် training ဆင်းပေးပြီးတော့ဆရာကျွမ်းကျင်တဲ့ဆရာရင်းနဲ့တရားသင်ပေးပြီးတော့လုပ်ငန်းခွင်မှာကောင်းကောင်းအသုံးချနိုင်အောင်ဒီအသက်မွေးဝမ်းကြောင်းတစ်ခုအနေနဲ့ကိုယ့်အတွက်ပါဝါအောင်လို့သင်ပေးပါတယ်ရှင်ပြောရည်ဆိုရင်ညရုကွန်မြူနတီမှာလာလျှောက်ဖို့အတွက်လိုအပ်ချက်တွေကတော့ CP form ပြောရည်ဆိုရင်မပုံနေမူရင်မိတ်တူတကောင်စင်သို့မဟုတ်အင်တာစုစင်မိတ်တူရောက်ကထောက်ခံစားမိတ်တူတပုံသုံးပုံလို့လိုအပ်ပါတယ်ရှင်ကဲလို့ပေါ့နော် Viber ကနေပြီးတော့ဥစွာလျှောက်ထားမယ်ဆိုရင်တော့ညရုရဲ့ ဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39 9 8 6 8 8 3 8ကိုအဲဓာတ်ရိုက်ပြပို့ပြီးတော့လျှောက်ထားနိုင်ပါတယ်ရှင်ညိုရီအရှာဌာနကိုတမ်းပြီးရောက်ပါတယ်တကယ်လို့ကိုကလူကိုရိုင်းလာပြီးတော့အင်တာဗျူးဖြစ်မယ်ဆိုရင်တော့ခုနကပြောတဲ့စာရေးစာတမ်းလေးတွေအပြည့်စုံယူလာပြီးတော့ မနက်၈နာရီခွဲကနေပြီးတော့၁၀နာရီခွဲအတွင်းပေါ့နော်လာရောက်ပြီးတော့အင်တာဗျူးဖြေဆိုနိုင်ပါရဲ့ရှင်အင်တာဗျူးဖြေလာရောက်ဖြေဆိုမယ်ဆိုရင်တော့လာရောက်မဲ့လိပ်စာလေးကတော့အင်းညီမတို့ကတင်ငန်းကျုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးမှာတရှိရပါအမှတ်1381ကကြီးတုမနာတက်လန်16အပိုင်း၄ရပ်ကွက်တင်ငန်းကျုံမြို့နယ်တရက်တော်မှတ်တိုင်ပဲဖြစ်ပါရဲ့ရှင်ဇဝနာမှတ်တိုင်မှာဆင်းမယ်ဆိုလည်းရပါရဲ့ရှင်ဇဝနာမှတ်တိုင်နဲ့ဆိုရင်တော့ညီမတို့လမ်းအနေနဲ့တော့ရှောက်ရပါတယ်အဲပြီးွားပြီဆိုရင် င်ညာတို့ဒီတန့်ရှင်ရင်နဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆက်သွယ်ဆုံးသင်ချင်နေဆိုရင်တော့ခုနက Viber ဖုန်းနံပါတ်လေးနဲ့ထပ်တူ၃ညကို 0818613389ဆက်သွယ်ပြီးတော့မနက်၈နာရီကနေပြီးတော့ညနေ၅နာရီအတွင်းဆက်သွယ်ဆုံးဆန်းလို့ရပါတယ်ရှင်။ငါတို့အိရှာဌာနကနေပြီးတော့လာရောက်လျှောက်ထားမဲ့မော်လေးအမြင်မလေးအကိုရီအမရီအတွက်ညွှထွေးစွာကြိုဆိုနေပါရယ်နော်။အာနောက်ထပ်သတင်းကောင်းတစ်ခုကညီမတို့ကဒီမှာနေရလာလျှောက်ချင်တဲ့လူတွေအတွက်ကိုလည်းအခွင့်အရေးတွေအများကြီးရှိပါတယ်။ဘယ်လိုမျိုးလဲဆိုတော့ညီမတို့ဒီမှာကနေရနေလာမဲ့လူတွေအတွက်က Viber ကနေသို့မဟုတ် Messenger ကနေ ေပြီးတော့ဗီဒီယိုခေါ်နဲ့အင်တာဗျူးပေးပေးပါရရှင်။အင်တာဗျူးပေးလို့အဆင်ပြေရောမှညရုခတ်အပ်တယ်ဆိုတော့မှပဲနေကနေတက်လာလို့ရပါတယ်။ဆိုတော့အာကျမကမာကချင်းပြည်နယ်မှာကျမကထဝယ်မှာဆိုလည်းရပါတယ်။ CV ဖောင်လေးကိုညီမကနာပြောခဲ့တဲ့ Viber ဖုန်းနံပါတ်လေးကိုပဲပို့ပေးလိုက်ပါ။ဖုန်းနံပါတ်လေးကနေပြီးတော့ပြန်ပြီးတော့ဆက်သွယ်ပေးပါမယ်ရှင်။နေရလို့လာမဲ့လူတွေအတွက်ကတော့ညီမတို့နေရပဲဖြစ်ဖြစ်ပေါ့နော်။ရန်ကုန်ကနေပဲဖြစ်ဖြစ်အကုန်လုံးအဆောင်နေခြင်းနဲ့ဆိုရင်ညီမတို့ဘက်ကနေပြီးတော့ယောက်ျားလေးအဆောင်နေစီစဉ်ပေးထားပါရဲ့။ ်ယောက်ျားလေးအဆောင်လေးရှိပါတယ်မိန်းကလေးဆိုရင်တော့ညီမတို့အဆောင်ကိုကူပြီးတော့ရှာပေးပါရဲ့ရှင်အဆောင်ကိုလိုက်ပို့ပေးပါရဲ့ရှင်ဆိုတော့ဘာမှစိတ်ပူစရာမလိုတော့ပါဘူးလှုပ်လာရှောင်မယ်ဆိုရင် အားလုံးကိုနှွေးသေးစွာကြိုဆိုလျက်ပါရှင်အားလုံးကိုဂျေဆုတမားရဲ့မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေရှင်အသက်အရွယ်ပညာရေးအချင်းလုံးဝမကြည့်ရဲ့စူးစမ်းချင်သူတိုင်းအတွက်ခွင့်ရရှိရဲ့ဟုတ်တယ်ရှင်ပါအလုံးလိုရင်ဟုတ်ရှိရဲ့နော်